ထောင်ချောက်စိတ်ပညာရှင်များသည် လက်တွေ့ဆန်းသမှုတစ်ခုကို ပြုလုပ်ကြသည် အဝကျေပလင်းတစ်ခုထဲတွင် ဆန်တွင်အပြည့်ထည့်ထားသည်ကြွက်တကောင်ကို ဆန်ထည့်ထားသော ပလင်းဝအပေါ်ထားပေးလိုက်သည်ကြွက်ကပလင်းထဲရှိဆန်တွေကိုစတင်ပြီး စားတော်သည် ပဝင်းကျင်ကိုလည်းမကြည့်ပလင်းအဝတွင် ရှိစဉ်က ခုံထွက်ခြင်းလင် ခုံထွက်သွားနိုင်သည့်အနေအထားတွင်ရှိသည်သို့သော အစာလည်းမရှာရ အသင့်ရှိနေသော အစာတွေကိုကြွက်သည်ပျော်ရွှင်စွာဖြင့်စတင်စားတော်သည်တစေတစေစားလာလိုက်ပြီးမှဆံတွေကယော့ပြီးရင်ယော့လာသည်ဆံတွေယော့သွားသည်နှင့်အမျှကြွက်လဲဖန်ပလင်းအောက်ကိုနှိမ့်ပြီးရင်နှိမ့်ငါကျသွားသည် သို့သောကြွက်ကသူ့အနေထားအောက်ရောက်သွားသည်ကိုမသိစားစရာရှိနေသဖြင့်စားပြီးတော့သာဘဝကိုตายရနေသည်နောက်ဆုံးတွင် အောက်ဆုံးကိုရောက်သွားသည်ဆန်တွေလဲကုန်သွားသည်ကြွက်ကဖန်ပလင်းအပေါ်ကိုပြန်တက်၍လဲမရနိုင်တော့သည့်အခြေအနေတစ်ခုကိုရောက်သွားသည် ထိုဆန်းသက်မှုကဘာရီကို သင်ခန်းစာရလိုက်သည်နီလူပောင်လောကတွင် ကျုံဆက်သွင်းပြီးကျုံကိုဖန်တီးခြင်းမှလည်းထိုသဘောအတိုင်းသာဖြစ်သည်။စားစရာ၊နေစရာတွေကိုအပြည့်ပေးထားသည်။သို့သောဖန်ပလင်းကဲ့သို့လောင်ချိုက်အတွင်းမှဖြစ်နေသည်ကိုသိမြင်သူကအနေသည်။စားရင်ကုံသွားမည်။ကုံလျင်ပြန်မထွက်နိုင်တော့သည့်အနေအထားတစ်ခုကို ဖန်တီးထားခြင်းဖြစ်တော်လဲ။ရာတတနာ၏စေစော်မှု၊ညှူဆွေမှု၊မလုံးပေးမှုတွေကြောင့် ငစာကိုသာမြင်ပြီးငမားချိတ်ကိုမမြင်နိုင်သည့်ဘဝမျိုးတွေရောက်ကထားရနေကျွေးတာစားကုံလင်သွားဆိုသည့်သဘောနဲ့နေကြတော်သည်ရင်းသည်ကျွန်စိတ်ကျွန်အသည့်ကျွန်အမြင်ဖြစ်သည်အချိန်တော်တော်လေးပျော်ရွှင်ရမှုတွေကိုမမောတွေ့တာလင်ကြာလေကျွန်ဖြစ်ကနုံနစ်တတ်သည် အလွေရအလွေသုံးအလွေဘဝတွင် ตายาနေသူများသည်ကိုကိုကိုကြုံဆက်သွင်းနေကြခြင်းသာဖြစ်သည်ကိုယ်တိုင်တွေးတောဆင်ခြင်ဆုံးဖြတ်နိုင်သည့်ပညာဉာဏ်စွမ်းမရှိလင်ထောင်ချောက်သေးတိုးဝင်ကလွတ်လန်းကိုမရှာနှိမ့်ကြကပိတ်မိနေပြီးကိုစွမ်းကိုစရီပျောက်လာလိမ့်မည်လွမြောက်ရန်ရွေးချယ်လိုစိတ်ထက် စားတော့ပြီးตายาစွာဖြင့်ဘဝကိုအရှုံးပေးလိုစိတ်တွေဝင်လာလိမ့်မည်လွမြောက်ခြင်းဆိုသည်မှာ အလွယ်တကူနဲ့မရနိုင်ပါငါရောက်နေတာဗမာလဲဆိုသည့်အနေထားတစ်ခုကိုသဘောမပေါက်လင်လွတ်မြောက်ရန်မလွယ်ပါ စားတောက်နိုင်ပြီးဘဝတစ်ခုကိုကာယနေကမိမိအနေထားကိုမသိလင်ကျွန်သက်ရှည်လိမ့်မည်ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နှာစင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ ACE အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်းအေးရ Podcast ကို ACE Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။